ပေါ်တူဂီလူရင်းစင်အသင်းဟာအာမေးနီးယားအသင်းနဲ့အရှင်ပြိုင်ရမယ့်2026ကမ္ဘာဖလားချေစစ်ပွဲမှာကတ်တဝင်းကစားသမား UCBO ကိုဂုဏ်ပြုဖန်တီးထားတဲ့ဝန်ဆောင်တဲ့အရှင်ပြိုင်ကစားသွားမယ်လို့သိရပါဗျ။ UCBO ဟာပေါ်တူဂီဘောလုံးလောကမှာစံချိန်မှတ်တမ်းကောင်းများစွာပိုင်ဆိုင်ခဲ့သူဖြစ်ပြီးအသက်82နှစ်အရွယ်2014ခုနှစ်မှာကွယ်လွန်ခဲ့သူပါ။ UCBO ဟာ Blondio စုပထမဆုံးရယူနိုင်တဲ့ပေါ်တူဂီကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီးဒီနှစ်ကသူစုရရှိခဲ့တဲ့260ပြည့်ဖြစ်ပါတယ်။ ဒါကြောင့်ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်နဲ့ပိုမန်းကော်မတီတို့ကထူးခြားတဲ့ဂုဏ်ပြုအစီအစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီးသူ့ရဲ့အမည်ပြောင်းကျက်သက်နဲ့နဲ့ကိုက်ညီအောင်ဝစ်ဆောင်ကိုအနက်ရောင်ဖန်တီးထားတယ်လို့သိရပါဗျ။ဒါအပြင်သူဝစ်ဆင်ခဲ့တဲ့ကျောင်းနံပါတ်73ကိုဝစ်ဆောင်ရဲ့ရှေ့ဘက်ရောနောက်ဖက်မှာပါဖော်ပြသွားမှာဖြစ်ပြီး UCBU ကဘလွန်ဒီယောစုကို1965ခုနှစ်မှာရရှိခဲ့တာဖြစ်တာကြောင့် ဝစ်စုံကို1965စုံသားထုတ်လုပ်သွားမယ်လို့လည်းသိရပါဗျ။ပေါ်တူဂီသင်းဟာအာမေးနီးယားနဲ့ကမ္ဘာဖလားချေစစ်ပွဲကိုနိုဝင်ဘာ16မှာအင်ကွင်းပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးဝစ်စုံရောင်းချမှုကိုလည်းအဲ့ဒီနေ့မှာပဲပြုလုပ်သွားမယ်လို့သိရပါဗျ။